မင်္ဂလာပါရှင်အခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာနရေဒီယိုအန်ယူဂျီစီစဉ်နေပြီးလိုက်ရအတံမြင်ပေးနေပါပြီရေဒီယိုအန်ယူဂျီသောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတမောဝဘေးဆရာနာရှင်ဘေးတို့ကနေကြင်ဝေးပြီးကိုစိတ်နှပါအေဂျင့်လုံခြုံကြပါစေလို့ရေဒီယို NUG မှဥစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့2025ခုနှစ် နိုဝင်ဘာလ2ရက်နေ့ Radio NUG ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါရမရှင်။ခုပထမအဦးဆုံး Radio NUG ရဲ့ပြည်တွင်သတင်းများကို ကျမຫນွေဦးမုံကတင်ပြပေးပါမရှင်။မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ Radio NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကောင်ရင်စုနဲ့မထိုက်တန်ဘူးလို့ကြေညာတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှဒေါက်တာနန္ဒဝင်းဟာပြည်သူ့ကော်မတီစုနဲ့မထိုက်တန်ဘူးလို့ပြည်သူ့ကော်မတီအသင်းမဟုတ်အလုံးမှုဆောင်ဖွဲ့ကမနေ့ကနွေမာလာတရက်နေ့ရက်စွဲနဲ့ကြေညာလိုက်ပါတယ်။ဒေါက်တာနန္ဒဝင်းရဲ့ရက်ဒီလှုံ့ဆော်ချက်တွေနဲ့ပတ်သက်လို့ပြည်သူ့ကော်မတီအသင်းကသူတို့ရဲ့သဘောထားကိုထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ပြည်သူ့ကော်မတီအသင်းနေနဲ့ခေဆက်ဆက်အာနာရှင်တို့ရဲ့ဖိနှိပ်မှုအောက်ကခက်ခက်ခဲခဲရုန်းကန်နေကြတဲ့ပြည်သူလူထုအကျိုးကိုဥတီဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်နဲ့ဖွဲ့အစည်းတွေကို 2010ပြည်နှစ်ကစပြီးပြည်သူ့ကော်မတီစုတွေနှစ်စဉ်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုချီးမြှင့်ရမှာ2015ခုနှစ်မှာပြည်သူ့ကော်မတီအထူးစုအဖြစ်နဲ့ဂုံပြုခံခဲ့ရတဲ့ဒေါက်တာနန္ဒဝေဟာတိုင်းသားပြည်သူတွေကိုစွမ်းကုန်ဖိနှိပ်နေတဲ့စေုပ်စုလုပ်ရက်တွေကိုထောက်ခံအားပေးရတည်ခဲ့ပြီး CDM ဆရာဝန်တွေ၊သူနာပြည်တွေ၊ကျန်းမာရေးဝန်ထမ်းတွေပုဂ္ဂလိကစေုပ်တွေမှဝန်ထမ်းအဖြစ်မခန့်မှုစေုပ်စုလိုကြလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ဒေါက်တာနန္ဒဝေအနေနဲ့သူ့ရဲ့လုံပိုင်ခွင့်အခွင့်အာဏာကိုသုံးပြီး ပြည်သူ့ဂျမားရဲ့ဆောင်းရှောက်မှုပေါ်လှစ်လျူရှုခဲ့တဲ့သခင်အားရဂျွန်ဘာဝပြုမှုဆောင်ရွက်ချက်တွေဟာပြည်သူ့ကောင်ကြီးအသင်းရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားများနဲ့လူပောင်လောကအတွက်စံပြဖြစ်မှုဆိုတဲ့အရေးအချင်းနဲ့လုံးဝသွေးဖယ်နေခဲ့တယ်လို့လည်းပြည်သူ့ကောင်ကြီးအသင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်ဒေါက်တာနန္ဒဝင်းရဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုပြည်သူ့ကောင်ကြီးအသင်းရဲ့အင်တာနက်စာမျက်နှာကနေဖော်ရှားခဲ့တယ်လို့ပြည်သူ့ကောင်ကြီးစုရှင်တအုပ်ဖြစ်တဲ့ထိုက်တန်မှုရှိတဲ့အကြောင်းသိပေးထားပြီးဒေါက်တာနန္ဒဝင်းရဲ့ ဆက်စုံယူရှာပွဲကောင်းတဲ့ရုံမာရက်ဆက်တဲ့စိတ်ထားနဲ့ယက်တီချက်ကိုပြင်းပြင်းထန်ထန်ရှုံချတဲ့အကြောင်းပြည်သူ့ကိုယ်ရေးအသင်းဗဟုအလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစာနယ်ဇင်းသမားတို့ရဲ့ရဲစွမ်းတက်တိကိုဗြိတိန်ကုန်ပြူတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းနောက်တွေကိုဖန်ဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကစာနယ်ဇင်းသတင်းသမားတွေရဲ့ရဲစွမ်းတက်တိကိုဂုဏ်ပြုတဲ့အကြောင်းဗြိတိန်ဆိုရကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီနေ့ကြားရောက်တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက်ပြည်တွင်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသက်ရေးနေ့မှာမြန်မာနိုင်ငံကစာနယ်ဇင်းသတင်းသမားအလုံးကိုဂုဏ်ပြုတဲ့အကြောင်းရန်ကုန်မြို့တော်မှာရှိတဲ့ဗြိတိန်တန်ယုံကထုတ်ပြန်လာတာဖြစ်ပါတယ်။ offline နဲ့ online စတဲ့အခြေအနေနှစ်မျိုးစလုံးမှာနှောင့်ယှက်မှုစောင့်ကြည့်မှုလွယ်သုံးစားပြုမှုစတာတွေပါဝင်ချိန်ကြောင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့မြို့သမီးသတင်းတောက်တွေကိုပိုပြီးအမှတ်ရနိုင်မယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရေနောက်တွေကိုဖမ်းဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီး2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစာနယ်ဇင်းသတင်းသမားခုနှစ်ဦးဟာဆီယနာရှင်တွေရဲ့တပ်ဖြတ်တာခံခဲ့ရပြီးသတင်းသမား200ကျော်လည်းဖမ်းဆီးခံခဲ့ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မျိုးသမီးသတင်းသမားတွေပါဝင်အ ਨੇ ဆုံးသတင်းသမား52ဦးဟာလက်ရှိချိန်ထိဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့လည်းအသိပေးထားပါဗျ။ Britain ဆိုရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှရှုံချထားပြီးမီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်တာနဲ့ ်တန်တန်ချုပ်ချဲတဲ့သူတွေကိုအေးအေးယူရမယ်လို့ယုံကြည်ထားပါတယ်။မြန်မာနိုင်ငံပါဝင်ကမ္ဘာတဝန်းကသတင်းသမားတွေနဲ့လူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစေဖို့ဗြိတိန်အစိုးရအနေနဲ့အကူအညီတွေဆက်ပြီးထောက်ပံ့သွားမယ်လို့ရန်ကုန်ခြေဆိုင်ဗြိတိန်တန်ယုံကထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့နေရီကန်ဗျူဟာကုန်းကိုလာတဲ့စစ်ကူစစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်ကတေဆုံးမှုများပြီး26ဦးအရှင်ဖမ်းမိတဲ့သတင်းဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်တွေက ။နိုင်ငံပြူဟာကုန်းကိုလာတဲ့ချမစစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတေးဆုံမှုများပြီး26ဦးအရှင်ဖမ်းမိတဲ့အပြင်လက်နက်ခဲယမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေလည်းတင်းဆဲရရှိခဲ့တယ်လို့ CDF အရှူကဒီနေ့ຫນွေမာလာ၂ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံပြူဟာစခန်းကိုလာတဲ့စစ်တပ်စစ်ကြောင်းတွေကိုချင်းကာဝေးတပ်အရှူ CDF အရှူနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်မာလာဇန်ကစားပြီးဂျာပြတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်ပြင်ခုခံတိုက်ခိုက်တာနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်စစ်တပ်ဘက်ကလည်းနေအကန်ပြူဟာကုန်းမကြရဲလေးချောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပို့နေတာကြောင့်ဒီနှစ်လအတွင်း CDF အရှူကတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရပြီးရှလက်အင်ကဆုံရှုံသူ2ဦးနဲ့ထိခိုက်ဒဏ်ရာရသူ9ဦးရှိခဲ့တယ်လို့အသိပေးထားပါတယ်အဲဒီနှစ်လကြာတိုက်ပွဲတွေမှာဂျမစစ်တပ်ဘက်က စစ်မှုထမ်းတပ်သားတွေပါဝင်စစ်သား26ဦးဖမ်းဆီးရမိခဲ့တယ်လို့နိုင်ငံလမ်းဟောင်းတစ်လျှောက်နေမြေရှင်းလင်းလုပ်ချိန်မှာလက်နက်ငယ်လေးလက်နဲ့ခဲယံအများပြသိမ်းဆည်းရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရခိုင်တပ်တော် AA ဦးဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေဟာငဖဲမြို့နယ်ကဂျမ်မစစ်တပ်ရဲ့နေရီကန်ဘူဟာကုန်းစစ်စခန်းကိုအပြီးသက်သိမ်းပိုက်နိုင်ရေးပြင်းထန်ထိုးစစ်ဆင်နေပြီးကာကင်စခန်းတွေသိမ်းပိုက်ထားနိုင်တယ်လို့ AA ဘက်ကလည်းထုတ်ပြန်ထားပါတယ်။ဂျမ်မစစ်တပ်ဟာသူတို့အတွက်အရေးပါတယ်နေရီကန်စခန်းဘူဟာကုန်းမကြရေး လေချောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ခုခံနေသလိုတလဲမဟာမိတ်တပ်တွေဘက်ကလည်းအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့မြန်မြွနယ်မှာနွားစာရိတ်ဖို့ထွက်လာတဲ့တရက်ကံပြူရွာကပြူစောအထိကိုပြစ်ခတ်ရှင်းလင်းတဲ့သတင်းဖြစ်ပါတယ်။အဝေးတိုင်းမြန်မြွနယ်မှာနွားစာရိတ်ဖို့ထွက်လာတဲ့တရက်ကံပြူရွာကပြူစောအထိကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC ကထုတ်ပြန်ထားပါတယ်။တရက်ကံပြူရွာတွေကပြူစောအထိတူ ။ဒဇင်ကမီရွာရဲ့နောင်မြောက်ဖက်မှာရှိတဲ့မြေပြင်ခင်မှာနွားစာရိတ်ဖို့ထွက်လာတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကမနေ့ကနွေမလာတရက်မနက်၈နာရီခွဲဝန်းကျင်မှာရိုင်ဖယ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေရာမှာတွင်ပွဲချင်းမိသေးဆုံးသွားတယ်လို့ဆိုပါတယ်။သေဆုံးသွားသူဟာတိုင်းနန်စုသူဖြစ်ပြီးပြစ်ခတ်တိုက်ခိုက်ခံရတဲ့နေရာကိုပြူစောထူးတွေရောက်လာတဲ့အတွက်ပြန်လည်ပြစ်ခတ်မှုတွေမိနစ်နှဲငယ်အတွင်းဖြစ်ခဲ့တယ်လို့သိပေးပါတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC မြိုင်ပကဖတရင်တက်ခွဲတက်တက်ခွဲလေးစက်ကြ ဒေါင်းမန်တပ်ဖွဲ့၊ညာမြေတပ်ပေါင်းစုဝမလွေပြောက်ကြားတပ်ဖွဲ့ဒေါင်းနီနောင်တပ်ဖွဲ့နဲ့ TYK ပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်တွေထိခိုက်မရှိဘူးလို့သိရပါတယ်ရှင်။ဆက်လက်တင်ပြပေးဦးမယ့်သတင်းကတော့တပ်စခန်းတွေတိမ်ပိုက်ခံရတဲ့ခေါလန်ဖူးတေတာမှစစ်တပ်ကစစ်ရင်အားဖြင့်တင်ပြီးထိုးစစ်ဆင်လာတယ်လို့ KAI ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလန်ဖူးတေတာမှရှိတဲ့စစ်တပ်နဲ့ပြည်သူ့စစ်စခန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်တိမ်ပိုက်ပြီးချိန်မှာ စစ်တပ်ဘက်ကစစ်အင်အားဖြစ်တင်ပြီးစစ်ကြောင်းထူတာတွေဇက်တိုက်လှုပ်လာတယ်လို့ KAI သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ KAI ပူပေါင်းတပ်တွေခေါင်းလန်မှုဒေသမှာရှိတဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့တပ်စခန်း၄ခုကိုအော်တိုဘလတ်တွင်တင်ပိုက်နိုင်ခဲ့တာကြောင့်စစ်တပ်ဘက်ကပူတာအိုဖားကက်ဝိုင်းမော်နဲ့ဗမော်ဒေသတွေမှာလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လှုပ်လာတယ်လို့လည်းအသိပေးပါတယ်။ KAI နဲ့ပူပေါင်းတပ်တွေဟာအော်တိုဘလတ်28ရက်မှာခေါင်းလန်မှုမြို့နယ်ကဂေါ်ဂျာလတ်စခန်းနဲ့နမ်ချိစခန်းတို့ကိုတင်ပိုက်နိုင်ခဲ့တယ်လို့အော်တိုဘလတ်22ရက်နေ့မှာလည်း လမ်ဒန်ရွာကစစ်စခန်းနဲ့မခေါန်ဒန်ရွာကစစ်တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့စီရေးသတင်းမှတ်တမ်းတွေကသိရပါဗျ။ခုလိုစစ်တပ်စခန်းတွေသိမ်းပိုက်ခံရတာကြောင့်ဘူတာအောင်မြို့မှာတက်ဆွဲနေတဲ့ခလာရ46တရင်ဟာစစ်ရင်ရနဲ့လက်နက်ဖြစ်တင်တာတွေလုံဆောင်နေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါဗျ။စစ်တပ်နဲ့ပြည်သူစစ်တွေဟာဆောက်လုံမြို့နယ်တွေကလန်ဆယ်ဒေသကိုပြန်ရဖို့စက်တင်ဘာလမှာထိုးစစ်ဆင်ခဲ့ပေမဲ့ လမ်းဆယ်ကိုမြရတဲ့ပြင်ခေါလန်ဖူးဒေတာကစစ်စကန်အချို့ကို GI ဘူမောင်းတက်တွေနဲ့တိုက်ခိုက်သိမ်းပိုက်တာခံရလိုက်ရတယ်လို့စီရေးတရင်မြစ်တွေကဆိုပါတယ်။ဒါကြောင့်ဂျမစစ်တက်ဟာတိုက်ဝဲဖြစ်တာမရှိတဲ့ GI ထင်းချုံနယ်မြေတွေကိုပါဒေသကနေဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်လာတာလို့ရှင်းပြပါတယ်။ဂျမစစ်တက်ဟာရှမ်းမြောက်ဒေသကတအောင်တက်တွေသိမ်းပိုက်ထားတဲ့မြို့နယ်အချို့ကိုတရုတ်ကူညီနဲ့ပြန်ရခဲ့ပြီးတဲ့နောက်ကချင်ချင်းနဲ့ရခိုင်ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးလှုပ်လာနိုင်တဲ့အတွက် စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုသတိထားပြီးနေထိုင်ကြဖို့သက်ဆိုင်ရာဒေသတွေမှာရှိတဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဆလဘီတာကေတာမြို့နယ်ရဲစခန်းကိုလက်ပစ်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့တရင်ကိုလည်းတင်ပြပေးကြပါမယ်။ရန်ကုန်တိုင်းတာကေတာမြို့နယ်မှာရှိတဲ့မြို့နယ်ရဲစခန်းကိုအနည်းကနွေမလတ်တရက်နေ့ည10:00နာရီခွဲကအချိန်မှလက်လုံဘုံတွေလက်ပစ်ဘုံတွေနဲ့ပစ်ခတ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မြို့ပြကျွတ်ကွန်ရက်ဖွဲ့ကအသိပေးထုတ်ပြန်လာပါတယ်။ ီတိုက်ခိုက်မှုမှာစေအုပ်စုလက်ပါစီရဲတွေထိခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါရယ်ရန်စခန်းထွင်းပောက်ကွဲမှုတွေဖြစ်ပြီးချိန်မှာစေအုပ်စုလက်ပါစီရဲတပ်ဖွဲ့ဝင်တွေဟာကြောက်အားလန့်အားနဲ့ရန်တမ်းပစ်ခတ်တာတွေရှိပေမဲ့မရှင်ဖော်ဆောင်ခဲ့တဲ့တော်လင်းရဲဘော်တွေထိခိုက်တာမရှိဘူးလို့သိရပါတယ်လူမဆန်တဲ့စေအုပ်စုဟာတော်လင်းရဲဘော်တွေဒီမဟုတ်ပဲတာမန်ရက်သားပြည်သူတွေကိုပါနေစင်နဲ့မြဖန်စီတက်ဖြတ်တာမတရားစစ်မှုထမ်းခိုင်းတာတွေကျူးလွန်နေတဲ့အတွက်တိုက်ခိုက်ခဲ့တာလို့သိပေးပါတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြပခတွေရဲ့အရင်းမြစ်ဟာ ဆီယနာရှင်တို့ရဲ့ကိုကျိုးစည်းပွားရှာဖွေတာကြောင့်ဖြစ်ရတာလို့မြို့ပြကျွတ်ကွန်ရဲ့အဖွဲ့ကသတ်မှတ်ထားပြီးဆီယောက်စုထောက်တိုင်တွေနဲ့လက်ပါစီတွေကိုခွင့်ရရတိုင်းတိုက်ခိုက်ချေမှုန်းသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်ဆီယနာရှင်တို့ရဲ့သုံးချခံဘဝအောက်ကနေရုံထွက်ပြီးပြည်သူ့ဘက်ကရဲတွေကတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းကြဖို့မြို့ပြကျွတ်ကွန်ရဲ့အဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ အနာရှင်တို့ရဲ့ဘေးစကန်းစာလောင်းနဲ့ပြည်သူလူထုပေါ်ဖိနှိပ်ရန်ရှာတဲ့လမ်းကိုရွေးချယ်ထားတဲ့စေုပ်စုလက်ပါစေတွေနဲ့စစ်တပ်ထောက်တိုင်တွေကိုအချိန်နရမရွေးတိုက်ခိုက်ချေမှုန်သွားမယ်လို့မြပြကျွတ်ကွန်ရက်ဖွဲကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အထူးဒေတာတစ်ကျွမ်းမာရေးဌာနကစေပညာရှင်တွေရဲ့ဂျင်းဝစ်ဇန်နုံးတွေကိုထိမ့်သိမ်းမှုစီကန်းထိမ့်သိမ်းကော်မတီဖွဲ့စည်းတဲ့သတင်းဖြစ်ပါတယ်။ဒီနောက်ဆုံးမြန်မာနိုင်ငံအထူးဒေတာတစ်ကျွမ်းမာရေးဌာနက ဈေးပညာရှင်တွေရဲ့ကျင့်ဝတ်စံနှုန်းတွေကိုထိမ့်သိမ်းဖို့ဆိုပြီးစီကန်းထိမ့်သိမ်းရေးကော်မတီတရဲ့ဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်တော်စုမြန်မာနိုင်ငံကျန်းမာရေးဌာနလက်အောက်မှာရှိတဲ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ဈေးပညာနဲ့ကျန်းမာရေးလောကရဲ့ဘာသာရေးဆိုင်ရာစံနှုန်းတွေနဲ့ကျင့်ဝတ်တွေကိုထိမ့်သိမ်းကြီးကြပ်နိုင်ဖို့ဈေးဘက်ဆိုင်ရာစီကန်းထိမ့်သိမ်းရေးနဲ့ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာကော်မတီ Medical Disciplinary and Professional Standards Committee ကိုဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။ ီကော်မတီကုမ္ပဏီကနိုဝင်ဘာလ3ရက်ကဖွဲ့စည်းခဲ့တာဖြစ်ပြီးဒုဒေသတိကျန်းမာရေးဌာနအောက်မှာရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆေးပညာရှင်တွေအနေနဲ့ဆေးပညာကျင့်ဝတ် Medical Ethics နဲ့ပညာရှင်ဆိုင်ရာကျင့်ဝတ် Professional Standards and Ethics တွေနဲ့အညီလိုက်နာကျင့်သုံးစေဖို့များပြည်သူရဲ့ယုံကြည်ကိုးစားမှုကိုထိန်းသိမ်းနိုင်ဖို့ရည်ရွယ်တယ်လို့ထုတ်ပြန်ချက်ကအသိပေးထားပါတယ်။ ကော်မတီမှာဥက္ကဋ္ဌနဲ့ဒီဥက္ကဋ္ဌပါဝင်အဖွဲ့ဝင်6ဦးနဲ့ဖွဲ့စည်းထားပြီးဈေးပညာလောကမှာကျင်းဝဆိုင်ရာချိုးဖောက်မှုနဲ့စီကံပြက်ကွက်မှုစတာတွေကိုစုံစမ်းစစ်ဆေးပြီးလိုအပ်လာရင်တင့်တော်တဲ့ရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်လို့သိရပါတယ်။ခုလိုဖွဲ့စည်းလိုက်ခြင်းအပြင်ဈမရေးဆောင်ရှားမှုကဏ္ဍမှာရေးသွင်းတဲ့ယုံကြည်မှုစံနှုန်းတွေတိုးတက်လာမယ်လို့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတင့်ဈမရေးဌာနကယုံကြည်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတာပါရှင်ခုဆက်လက်ပြီးတော်လိုင်းကဗျာခန်းနာမှာတော့ညာနာညံရေးသားထားတဲ့အိမ်ပြေးဆိုတဲ့ကဗျာလေးကိုနှွေဦးမှုကခန်းစားရွတ်ဖတ်ပေးပါမယ်ရှင်အိမ်ပြေးကုန်းလုံးတင်ပြီးတရရရယူငင်ကြက်မှငါတို့ရဲ့ကိုပိုင်အိမ်လေးဆိုတာဖြစ်လာရတာဖျားပီးလို့ညမ်းဖြူရတဲ့ခက်မှဖျားမပီးခင်ညမ်းဖြက်ခံရတဲ့ခက်ထဲရောက်နေပြီ အခုဆိုစမ်းကြောင်းလေးရဲ့နှပေးကျိငတ်လေးတွေရဲ့တိတ်တီတန်ကို မကြားရတာကြားခဲ့ပြီသွေးစာနေတဲ့ခွေးတရာလောက်ကရွာတွေကိုဖျက်အိမ်တွေကိုဖျက်စဲတန်ဆိုတန်ချင်းချောက်တန်နဲ့တနတ်တန်ကတတတအပြစ်မရှိအပြစ်ရှာသုံးလုံးတင်အိမ်လေးခမရမှာရစ်ကောင်အဖြစ်မိထဲသို့လောင်ကျွမ်းပြာကြခံရရှာပြေးအမေရဲ့ ပြေးအဖေရဲ့ကလေးလေးတွေလုံးကြုံအောင်ခေါ်ဆောင်လို့ကို့အသက်ကိုကိုမပိုက်ပြီးလွတ်အောင်သာပြေးနောက်ကျတဲ့ခြေထောက်များမှာတစ္ဆာစူးစူးပါစေသားနဲ့ဖနက်မပါဘဲလှမ်းခဲရတဲ့မိန်းကလေးတဦးရဲ့ခြေလှမ်းကတော့ခြေဖဝါတော့မနှုတ်လဲသွေးခြေဥတက်ခဲ့ပြီးရင်နာနာနဲ့ပြေးခဲ့ရတော့စစ်ပွဲထဲကအိမ်ပြေးများညာနိုင်ညာ ရေဒီယို NUG မှဆက်လက်တမ်းလှည့်နေပါတယ်။ကုဆလပီကျမ်းမာရေးသိပညာကဏ္ဍမှာဘေးအနီးရနဲ့ကြုံတွေ့ရပါကစိတ်ပိုင်းဆိုင်ရာရင်ဆိုင်ဖြေရှင်းခြင်းကာဘင်ဝင်းဒီဇက်စတာဆိုတဲ့အကြောင်းအရာလေးကိုအယ်ရီကဖတ်ကြားတင်ပြပေးပါမယ်ရှင်။ဘေးအနီးရနဲ့ကြုံတွေ့ရပါကစိတ်ပိုင်းဆိုင်ရာရင်ဆိုင်ဖြေရှင်းခြင်း coping with disaster ဘေးအနီးရတခုခုနဲ့ကြုံတွေ့နေစဉ်အချိန်နဲ့ရင်ဆိုင်ပြီးချိန်မှာစိတ်ဖိစီးခြင်းစိုးရိမ်ကြောက်လန့်ခြင်းဝမ်းနဲ့ထိတ်လန့်ခြင်းနဲ့ပူပန်သောကရုကိုခံစားရတတ်တာဓမ္မတာဖြစ်ပါတယ် ူတအူးချင်းစီရဲ့တုံ့ပြန်မှုဟာလည်းကွဲပြားခြားနားမှာဖြစ်ပြီးတင့်ရဲ့ခန်းစားချက်တွေဟာလည်းအရေးပေါ်ကာလအတွင်းမှာပြောင်းလဲနေနိုင်ပါတယ်။တင်မလို့မျိုးခန်းစားရတာကိုတတိပြုပြီးလက်ခံပါ။အရေးပေါ်အချိန်အတွင်းမှာတင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးခန်းစားချက်ကိုဂရုတစိုက်ရှိခြင်းဟာတင့်ကိုရှင်းရှင်းလင်းလင်းစဉ်းစားနိုင်စေဖို့ကူညီပေးနိုင်ပြီးတင့်ကိုယ်တိုင်နဲ့တင့်ရဲ့မိသားစုကိုအရေးပေါ်အခြေအနေအတွင်းမှာအကာအကွယ်ဖြစ်စေဖို့အရေးတကြီးလိုအပ်ချက်တွေကိုတုံ့ပြန်ဆောင်ရွက်နိုင်စေဖို့လည်းအကူအညီဖြစ်စေပါတယ်။ အရေးပေါ်ကာလအတွင်းမိမိကိုယ်ကိုခရုစိုက်ခြင်းဟာရေရှိမှခံစားရတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုကုစားရမှာအကူအညီဖြစ်စေပါတယ်။စိတ်ပင်ပန်းဆင်းရဲခြင်း၊စိတ်တော့ကဖြစ်ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာများ Common signs of distress အခုဖော်ပြမယ့်အဖြစ်များတဲ့လက္ခဏာတွေကိုသတိထားစောင့်ကြည့်ပါ။ခြေပြားလက်ပြားအေးခြင်းအပါအဝင်၊သွေးလန့်တဲ့လက္ခဏာတွေခံစားရခြင်း၊ခံစားမှုမသိရှိဘဲထုံခြင်း၊မယုံနိုင်ဖြစ်ခြင်း၊စွမ်းဆောင်နိုင်မှုတက်ကြွမှုတွေအပြောင်းအလဲဖြစ်ခြင်း၊အာယုံစူးစိုက်နိုင်ရန်ခက်ခဲခြင်း အစားအသောက်ပုံစံပြောင်းလဲခြင်းအိပ်ဆက်ခြင်းဆိုင်ရာပြဿနာများအိမ်မက်ဆိုးများမတ်ခြင်းစိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွေးတွေပုံရိပ်တွေတွေးခြင်းမြင်ရောင်ခြင်းစိုးရိမ်ထိတ်လန့်တဲ့ကြောက်ရွံ့တုန်လှုပ်တဲ့ခံစားချက်တွေခံစားရခြင်းကောင်းကြိုက်ခြင်းခန္ဓာကိုယ်နာကျင်ကြိုက်ခဲခြင်းအစာအိမ်နဲ့ဥလန်းချောင်းပြက်တနာတွေလက္ခဏာတွေအရေပြားမှာအနီဆက်အနီကွက်တွေဖြစ်ပေါ်ခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများနာရာရှည်ယောဂလက္ခဏာတွေပုံမှုဆိုးဝါးလာနိုင်ခြင်း အရက်စစ်လိတ်ဆေးရွက်ကြီးနဲ့တခြားမှုရဲ့စေဝါးတွေတုံးဆွဲမှုပုံစံတွေအပြောင်းလဲဖြစ်ခြင်းစိတ်ဆိုးဒေါသထွက်ခြင်းစိတ်ဆက်ခြင်းစိတ်တူလဲခြင်းအဲ့လိုမျိုးခံစားချက်တွေဒါမှမဟုတ်အပြုတ်မှုတွေရက်အတော်ကြာဇက်တိုက်ခံစားကြုံတွေ့နေရပြီးပုံမှန်လုံနေကြဖြစ်တဲ့အလုပ်တာဝန်တွေကိုလုံဆောင်နိုင်ခြင်းမရှိဘူးဆိုရင်ကျွမ်းကျင်သူတွေထံမှာအကူအညီရယူပါဘေးရန်ရည်နဲ့ကြုံတွေ့ရပါကစိတ်ပိုင်းဆိုင်ရာရင်ဆိုင်ဖြည့်ရှင်းမှုအခုဖော်ပြမယ့်အဆင့်တွေကိုလုံဆောင်ပါတရင်အချက်လက်တွေကိုမျက်ခြေမပြတ်ပါစေနဲ့ တင်တဲ့အချက်လက်တွေကိုမရရှိနေဘူးလို့ခန်းစားနေရပါကတင်းရဲ့စိတ်ဖြစ်စေမှုပိုများလာခြင်းဒါမှမဟုတ်ပိုပြီးစိုးရိမ်ပူပန်မှုတွေခန်းစားလာရနိုင်ပါတယ်။တင်းအချက်လက်အစ်စ်တွေအတွက်ခိုင်မာယုံကြည်ရတဲ့တရားဝင်တင်းဌာနတွေကတင်းတွေကိုကြည်ပါ။နားထောင်ပါဖတ်ရှုပါ။ဘေးရနေအကြက်တဲကာလအတွင်းမှာကောလာဟလတင်းအမားတွေရှိနေနိုင်တာကိုသတိပြုပါ။ယုံကြည်စိတ်ချရတဲ့တင်းအချက်လက်ရင်းမြစ်တွေကိုအားထားပါ။မိမိခန္ဓာကိုယ်ကိုဂရုစိုက်ပါ။အာဟာရအပြည့်အစုံညီညီမျှမျှပါဝင်တဲ့အစားအစာတွေကိုစားသောက်ပါ။အားကစားလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။အေးရွားဝအိပ်ပါ။ အရက်စစ်လိတ်ကွန်းရဆေးရွက်ကြီးနဲ့တခြားမူရဆေးဝါးတွေကိုရှောင်ကြဉ်ပါစိတ်ကျန်းမာရေးအတွက်ကျန်းမာရေးဒုက္ခဆိုင်ရာနီးနာတွေကိုပုံမူလေ့လာပါအနားယူပါဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့ခံစားချက်တွေဟာဖြည်းဖြည်းချင်းပျောက်ကွယ်သွားမှာဖြစ်တာကိုမိမိကိုယ်ကိုသတိပေးဖို့စိတ်ဖြေလျှော့ဖို့အချိန်ယူပါသတင်းတွေကိုကြည်တာဖတ်တာနားထောင်တာတွေကနေအနားယူပါထက်ခါထက်ခါဘေးရဲ့နေရဲ့အကြောင်းတွေနားထောင်နေရခြင်းနဲ့သတင်းတပ်ပုံတွေကိုမြင်တွေ့နေရခြင်းဟာစိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။ ်တင့်ပုံမှန်ဘဝကိုပြန်ရဖို့တင်ကျေနဲ့နှစ်သက်တဲ့အရာတွေကိုရှာဖွေလှုပ်ဆောင်မှုစူးစမ်းပါအဲ့လိုလှုပ်ဆောင်နေမှုတွေကနေအနားယူချိန်နေကြမှာတည်င်းအချက်လက်တွေကိုရှာဖွေပါအခြားသူများနဲ့ဆက်သွယ်ပါတဲ့ရဲ့စိုးရင်ကြောင်ကြပူဝံမှုတွေတင်ခံစားနေရတာတွေကိုတငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တအူးနဲ့မျှဝေပြောဆိုပါကောင်းမွန်ကျမ်းမာတဲ့ဆက်ဆံရေးတွေကိုထိမ့်သိမ်းထားပြီးခိုင်မာတဲ့အကူအညီပံ့ပိုးမှုတွေကိုတည်ဆောက်ပါလိုအပ်ပါကအကူအညီရယူပါ စိတ်တော့ကဖြစ်နေတာကြောင့်ရပ်ပေါင်းများစွာဒါမှမဟုတ်ရက်တက်တက်ပတ်ပေါင်းများစွာကြောင့်တင်းရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်နေမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးသူဒါမှမဟုတ်ဆရာဝန်ကျန်းမာရေးဝန်ထမ်းကိုဆက်သွယ်စကားပြောပါစိတ်တက်ကြခြင်းသို့မဟုတ်မိမိကိုယ်ကိုအဆုံးစီရင်ရန်အတွေးများခံစားနေရခြင်းတဘာဝဘေးရဲ့နေရာတစ်ခုကိုကြုံတွေ့ပြီးနောက်ပိုင်းမှာဝမ်းနေခြင်း၊စိတ်ဆိုးဒေါသထွက်ခြင်း၊အပြစ်ရှိသလိုခံစားရခြင်းတွေကိုခံစားရတာဟာပုံမှန်ဖြစ်ပါတယ်။သင်အကြီးအကျယ်အမြောက်များဆုံးရှုံးလိုက်ရနိုင်ပါတယ်။ ဘေးဒုက္ခအကျက်တဲကာလအတွင်းစိတ်ဖိစီးမှုအလွန်မြင့်မားတဲ့အခြေအနေတွေဟာပြဿနာအခက်ခဲတွေကိုပုံမှန်ဖြေရှင်းနိုင်မှုကိုအကန့်အသတ်ဖြစ်စေပြီးသင်ရဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေဟာလည်းပြောင်းလဲနေနိုင်ပါတယ်။မိသားစုတငယ်ချင်းတွေနဲ့အဆက်ဆံမပြတ်ရှိနေပါအကူအညီအချိတ်ဆက်တွေကိုရှာဖွေပါ။နေသိဆွေးနွေးပညာပေးသူတွေနဲ့စကားပြောပါ။တခြားသူတွေနဲ့အတူပါဝင်ပတ်သက်နေခြင်းဟာအကူအညီဖြစ်နိုင်ပါတယ်။သင်ဒါမှမဟုတ်သင်တည်ကျွမ်းသူတအူအပီးတိုင်အရှုံးပေးလို့ခြင်းဒါမှမဟုတ် မိမိကိုယ်ကိုအဆုံးစီရင်ရန်အတွေးတွေရှိနေခြင်းကိုခံစားနေရပါကအကူအညီရယူပါကလေးများနှင့်လူငယ်များအားဘေးရန်ရဲ့ရင်ဆိုင်ဖြည့်ရှင်းနိုင်ရန်အကူအညီပေးခြင်းကလေးနှင့်လူငယ်တွေမှာအရေးပေါ်အခြေအနေကာလအတွင်းနဲ့ဖြစ်ပြီးအချိန်မှာခက်ခဲတဲ့အချိန်တစ်ခုရှိနေနိုင်ပါတယ်လူငယ်တချို့ဟာချက်ချင်းတုံ့ပြန်မှုပြနိုင်ပြီးတခြားသူတွေမှာတော့အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှသာအခက်အခဲဖြစ်နေတဲ့လက္ခဏာတွေပြသနိုင်ပါတယ်တဲ့ရဲ့ကလေးနဲ့ဘေးရန်ရဲ့အကြောင်းပြောဖို့အချိန်ယူပါ အဲ့ဒီဖြစ်စဉ်ဖြစ်ရက်နဲ့ပတ်သက်တဲ့ဆိုရှယ်မီဒီယာတွေအပါအဝင်သတင်းမီဒီယာတွေနဲ့ထိတွေ့နိုင်မှုကိုကန့်သတ်ထိန်းချုပ်ပါကျမ်းမာတဲ့နေ့စဉ်ပုံမှန်ဘဝကိုတတ်နိုင်သမျှမြန်မြန်ပြန်လည်ရောက်ရှိအောင်စူးစမ်းထိန်းသိမ်းပါကလေးတွေဟာဘေးဒုက္ခအကျက်တဲကာလအတွင်းမှာသူတို့ဘလိုမျိုးခံစားနေရတယ်ဆိုတာကိုပြောနိုင်မှာမဟုတ်ပါဘူးဖြစ်ပျက်နေတဲ့အခြေအနေကိုရှင်းပြပါသူတို့မေးလာတဲ့မိကုန်းတွေကိုပြန်လည်ဖြေဆိုပါသူတို့ကိုချစ်ကြောင်ခရီးဆိုင်ကြောင်နှစ်သိမ့်အားပေးပါကလေးတွေဟာသူတို့စိတ်ဖိစီးမှုခံစားနေရတာကိုပြောပြဖို့ဖြစ်နိုင်ချေနေပါပါတယ် ဒါပေမဲ့သူတို့ရဲ့အပြုမူတွေကနေတဆင့်လက္ခဏာတွေကိုပြသနိုင်ပါတယ်။မွေးကင်းစနိုင်ငယ်ရွယ်တဲ့ကလေးတွေဟာပုံမှန်ထပ်ပို့ပြီးငိုကြွေးနေတာအချိအပွေကိုပုံမှုလိုချင်နေတာမိဘစောင့်ရှောက်သူတွေနဲ့ခွဲခွာပြီးနေရမှာကိုကြောက်နေတာတွေဖြစ်နေနိုင်ပါတယ်။ဆဲကြောသက်တည်တဲ့လူငယ်လူရွယ်တွေကတော့သူတို့စိတ်နှောက်ယှက်ဖြစ်နေတာကိုညှင်းဆန်ကောင်းညှင်းဆန်နိုင်ပြီးပို့ပြီးအနေရများတဲ့အရာတွေကိုလည်းလုံကောင်းလုံနေနိုင်ပါတယ်။အခုပြောပြမယ့်အချက်တွေဟာကလေးတွေဘေးအန္တရာယ်ကိုရင်ဆိုင်ကျော်ဖြတ်ရမှာကုညီပံ့ပိုးပေးနိုင်မှုနည်းလမ်းတချို့ဖြစ်ပါတယ် ဆန္ဒမူနာကောင်တစ်ခုချမှတ်ပါလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ကျမရင်းနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုကျင့်သုံးခြင်းအပြင်မိဘအုပ်ထိန်သူတွေအနေနဲ့မိမိကိုယ်ကိုခရူဆိုင်ပြပါကလေးတွေကိုမိကိုနေမေးဖို့အားပေးပါကလေးရဲ့မျက်စိနဲ့တဒန်းနဲ့ဖြစ်အောင်နေပြီးသူတို့နားလည်နိုင်တဲ့စကားလုံးတွေအသုံးပြုပြီးတည်ငြိမ်အေးဆေးနူးညံ့တဲ့အတန်နဲ့စကားပြောပါကလေးတွေနဲ့ပြောဆိုချိတ်ဆက်မှုအချိတ်ဆက်ကောင်းကောင်းတည်ဆောက်ထားပြီးသူတို့ကိုချစ်မြတ်နိုးကြောင်ပြသပါကလေးတွေသူတို့ရဲ့အကြောင်းမှာဒါမှမဟုတ်ဆိုရှယ်မီဒီယာတွေကနေတဆင့်တိလာကြားလာတဲ့ကောလာဟာလာသတင်းတွေကိုနားထောင်ပြီး မှန်ကန်တဲ့တဲ့ရင်အချက်လက်တွေကိုပြန်လည်ရှင်းပြပြောဆိုပေးပါသူတို့စိတ်ကတိကအောင်ဖြစ်ခြင်းဟာပုံမှန်ဖြစ်ကြောင်းပြောပြပါသူတို့ရဲ့အပြစ်မဟုတ်ကြောင်းကိုလည်းရှင်းလင်းစွာသိရှိနားလည်ပါစီကျမ်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရရေဒီယို NUG သောတာရှင်များရှင်ကုဆလပီတော်လင်းရေးဒိကိတာအစီအစဉ်မှာတော့ စစ်နိုင်ရဲ့ပြည်သူအောင်ပွဲဆိုတဲ့တည်သချင်းလေးကိုထုတ်လွှင့်ပေးပါမယ်ရှင်။ ရေဒီယို NUG ရဲ့ဒီကနေ့ညထုတ်လွှင့်မှုနောက်ဆုံးအစီအစဉ်မှာတော့တိုင်းသားဘာသာအစီအစဉ်ဖြစ်ပါတယ်။ဝါဘာသာနဲ့တပတ်အတွင်းသတင်းများကိုရာခေလကတင်ပြပေးပါမယ်ရှင်။ covers na ko mo ta ye me ko ipai ko ikan ki cosmetic crack nug to ka mo stang ta ji ke ne anyu ya nug mai pa mo chup chup black crack stroi long long an kan ki highlight ti mo meng asian ta pun ku kra ki ti pun di yu kan cho lu pa ka ra ki ka ta nga le sa ngai ta ti he พันมองเมืองติมอร์เลสตีคันคีมัวเคือไฮไลท์นอกระอาเซียน มุขนันจอดีเร็บนอกิมมอนกระดากร้องกระเร็บอิติแคนคีกระดาดัดจีอังอาก็สดสังปุนกวยกระครอมเอติยูการจอกระอิรอมริซิมาปาติอังปมอการจอปจุครีเอติยูสนสวีก็สดสังในปุนกวยกระกะจงติรักปันสนกิจยูนันปลีเอินหลายยูนันเฮเมืงติมอลสตีแคนคีภายไลติมอมืองอาเซียนตะมูสมุกนันโซสังปุนกุยการแรบกิติมมอนปลักระจุบจออาเซียนปีที่เอินไลน์ลุกระดาขีเก้าต่างงานแหลสงายเฮ้ ทันโมอกระดมังมาเลเซียิ่งกลาลัมปูปนที่ยูกันจอกรากรมน่มปังอาเซียนตะบนอัลยาปอกมกคนั้นกระดานยน่มปังอันมังติมอลาสติกันคีลัดดีกระดจุดจ่ออาเซียนมอติเกาติเมัองมกคนั้นสุสังปุนกุยกระเร็บกิเตมมอมปุนที่เตรียมกะลายมาตติตลายไขอ่านปมอจากการกายอาเซียนไม้เมืองติมอลาสติปุนที่ យូកានចោលុបោពីពុនកក្រតងស្តង់រាជជីកណែក្រហកតែខាងកានចោក្រប្រក្រាយាប្រមត់ជុចកេអាយអូគេអាយអ៊ីខានគីយូកានចោក្រយកយោទីសង្ហៃប្រនិយតិប្រប្រក្រាយាតក្លែផាន់នុមពីប្រមករអានកណែចប់កាញ់តពុចុកទីអិនបណ្ណាខានគីក្រមងញាំម៉ាជុចតប្លានបានពុសុខសាក់ជុគ្រីតយូបេសឡា กระคิดอยู่สาบากําก็นานพันหมอเปิดสลับประจุครีกิตยู่แคนกีอังตมอกลับราบสื่อหมอกกันจอกลับไปสุกซักหมอกลับขี้กระคาสนกวนพี่เมืองเนี่ยมาแต่ตีตะลายเนาะอายุนั้นมุขนาดกระกันจอกยานุปางอันคันคีคาไว้อานอลุตาย พันหมอกระดะเมืองคันคีหมอคือคุยกราผิดนายกุตากุติสวนสังคนคุยกระเจีนกันจอเอนเตอร์ทตะไลน์จอติซอกติบลิฮิกะหมอ วัสละประจุครีตับปลนมันปุยสุกซากปุยไปต่อเรียงปลักระกีอังอากอกุยตุ่มแน่ยำคนนั่นปุยไปอังต่อเรียงปุยไปสมัยติอยู่กันโจเอ็นงกุยกันละกอกุยติมุกนั้นพันหมอกระดะเมืองมันบอกยำเอ็น มัวคือมัวติดผิดนายอังกุยกะข้อกระจอนออายุนั้นพันมัวกระดึมใต้ตับแลนมันผู้สุขสากระดึอบกวางกิติโนกิก็จุกจาที่อยู่กันจอบแวสลักกระสนากรับปึ้งมัวคือนั้นประมอจุกจอกรับปึ้งก็ไปอังปุยแวกระดับแวสลักก็สสะอังกุยโนกิก็ปุ่นติ ยอกลอกะกราปุซึงปลักระกูจีตอเรียงยาวปลักระกูจีตติตลายบนกุยกระตองหรือใไขอันเกไออูไมเกไออีแคนกีกระดการจอมเมืองของอุคอมเล่งโซสังปุนมอกระบราปสีโซสังปุนกุยกระฉักงานเอกการจอกรบไปแย่นไปยอกตติตลายนอกกีโกหฮมอปจูจาตุมแน่กระดกราปุซึงอังอาโซสังแน่กุยกระหักควันติงล้างกระอีรำรุซิมาเป่าตี ម៉ៃកតស្នាអ៊ីកសសាអៃពុនទីញកឡបោទីតកខៃតកក្រាប់ចយទីយូម៉ៃសុនរៀងរាល់កូនរាប់សឹងម៉ៃបំមកជិបជាប់ពីយូកាន់ចនណៃរំប្រាក់អង្អាកអ៊ីចោទីឌូកឺទីពី จุดจอตับแลนอยู่กับหมอปนติดต่อดังเยาวกาสนกิพันหมอเกอไออูไม่เกอไออีแกนกิจะติดเร่งติมเสียแต่แลนมกระดกขีกาวกงาพันสงายส่นสังปนกุยกลับปุ่นเบิร์กีกลับรอยกรายาปุ่นติดเจากับจุดเจออันกระดาปอกแยมยำเจากิติเจอตีไม้นัดนั้นไปอยู่กีอังอา គួយកលកសោមយ៉ាមកណានកដបកៀមអ៊ីនមកគឺប៉ុនសុនកាច់បច្ចុប្បន្នគីខំអ៊ុយខំលេពុនទីទុកតៃម៉ៃប្រមោះជុកចណៃរំប្រៃតទីតឡាយកដកាញ់ចណៃអង្អាកោសោសាអង្គីទិផ្លាក់ខៃចោទីសរៀងទីម៉ៃប្រមោះជុកចបយុណៃរំប្រៃអាកដញ៉ែនុំបងអានហេផាន់មកកដណៃរំប្រៃអ៊ីនកណែពីបតតជូអង្អាម៉ៃពីប្រសាប់ជូគៀងខាន់គីហើយគួយតំណែសោសាអង្គទូកោណោះគី มอกระเยอจอติหูซนสวีติมาอจอติปุนติอยู่ใน ตรงหุ่ยสติพันมอการจอปจุเครติอยู่ในแกนกีอังตมอซนปุจิคังนงนงมอสงกราบปุซึงปุกุยกระดัเมืองเนี่ยมาของอุยคอมเลยอจอติโตกระนับยามกับย่างกราบปุซึสืองมาอจอติยุการจอกระไหลเฟติกระดับในรุมไลรตรงหุ่ยสืเนาอายุนานเ้สังรุยจิจืกันไอ้กระดัหักแต่ค้างแฟงจริงปุจ้าวอกระดัแฟงคองลำพูแกนกีไปอยู่การเครื่องไตตับแลนมันปุยสุกสักตือุ ดลอกเลนรามูกันกีประมาจุดจอเลนค้างกีปุ่นดิปรีการติอดลอกเลนมันรามูตตีตลายปุ่นดิปรีการไลสตางอยู่นั้นกระดาษเวงข้าวแลมพูปกุยกระดาษจัดดีเชงเขาไม้ปมาสนาถืกุยตับเลนมันก็จาละไม้ปมาะยังนำเชงประมจุดจอตับเลนค้างแขนกีปุ่นดิปรีติอุดกีกระเดาขีเกาต่างาตายสงายปลักรากีไอเอปุ่นดิปรีไลสตางอยู่นั้นพันมอติ អូតលោកលែនរាមខាន់គីមកទីបតិញជឺសូនជុចចរលែនម៉ាន់ទទីតឡាយយ៉ាំគុនណាត់ពុនឌីយុណៃម៉ៃគីពុនឌីព្រីទីអូតលែនម៉ាន់រាមូហេផាន់មកជុចចរលែនខាងគីអៃអ៊ីខាន់គីក្រុមទីយុណៃម៉ៃប្រមត់ជុចចរណៃរុងប្រៃពុនឌីព្រីទីអូតលែនរាមូលើខៃអានប្រមត់លែនម៉ៃពុយប្រយុកកាញ់ក្រឹមតាប់លែនម៉ាន់ពុយសុកសាក់យកទីតូខាញ់ទីអូតណោះគីទទីតឡាយផាន់មកជុចចរលែនខាងគីអៃអ៊ីម៉ៃប្រមត់ជុចចរ ណៃរំប្រៃក៏រាប់ពឹសង្កានគីក្រាខីកោតងាទីសង្ហៃក្រាបកយ៉ាមអ៊ីនផាន់ម៉ូតឡុកពីអ៊ូតឡែនបាយ៉ាក់គីកានគីក៏ហៃណែពូនទីព្រីពូនមូទីពូនទីព្រីឡៃស្តាងយូណានស្តាងអ៊ីនមកឡៃស្តាងបន្តជុចចោពីពីយូកាញ់ខាញ់ក្រាត់ចាក់ផាំងអានយូជីចាន់ពីបញ្ញត្តិខានគីខាវ៉ាញ៉ែពីក្រុងឡៃស្តាងបក្រៃអឺកែបគូក្រាហ្វារ៉ងហ្វារីម៉ៃកែមកក្រាប់ផ្លាត់បក្រាំងសុនពេគុតជឹងជឹងកែស្តាយទីមកសុនកើតតបុយហេ ဒီကနေ့ကတော့ဒီညနေပဲ Radio and Music ရဲ့အစီအစဉ်လေးကိုခေတ္တရ延လိုက်ပါမယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio and Music ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ်။ San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ Radio MG ဖြစ်ပါရဲ့ရှင်။ chỉ đồ bún ao nhâm